ဆရာကြီးဦးသူခရဲ့ဓမ္မကထာစာပေတာဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရယ်။ဆရာကြီးနဲ့သက်ဆိုင်သူများအားလုံးထံမှခွင့်ထောင်လိုက်ပါရရှင်။အမေစားရသောဓမင်းတနက်ကံမင်းစကံကို၎င်းကံမဖလင်းစကံဤအချိုးကို၎င်းတတဟိတွာယုံကြည်ပါကုန်သည်ဖြစ်၍ဤသို့ဖြင့်ကျွန်တော်ယုံကြည်နေသောကံကိုပင် ။တနည်းတဘောအားဖြင့်တော့ယုံကြည်စိတ်ချရမဖြစ်ပါသေး။ဘယ်ကြောင့်ဆိုတော့၎င်းကန်ဒီတဘောအထဲတွင်ပင်ကမကမမျိုးမျိုးမျက်လှည့်ပြတတ်သောကြောင့်ပင်ဖြစ်သည်။တတဝါပေါင်းမွားကိုပါထားကုသိုလ်အကုသိုလ်ကံတို့ကိုကျွေးမဲ့ပေးပြီးလွန်မြောက်ပြီးဖြစ်တော့ဘုရားယဟန်တော်တော်မှာကံဆိုသောကံကလောကရန်ဖြစ်ဖြစ်မျက်လှည့်ပြတတ်ပါသေးသည်။ယနေ့လူနဲ့မြန်မာတို့ကသရာယိုချိုရှိကိုပူဇော်၍ကောင်းကြီးပြုခြင်းကို ခံရသောမြတ်စွာဘုရားသည် နောက်တနည်း မာဂန်နီမိပြား၏ခိုင်းစီချက်ဖြင့်ရဲ့သမားတို့၏အော်ဂျဲဟစ်ကျဲမြို့လယ်တွင်ဆဲရေးဆိုခြင်းကိုခံရပြန်သည့်ထို့သူယနေ့နေ့သောတာဆွန်းကိုဖုံးပေးရညာတနေ့တွင်ဝေရင်စပုံနာရွာ၌ဆွန်းအငက်ခံရသည် လောရန်ဟုသည်မြေသူမမကင်းလူမျိုးမျိုးအဆင့်အတန်းမျိုးမျိုး၌ချမ်းသာစင်ရဲတွင်တွဲ၍နေတတ်လေသည်ကျွန်တော်ဘဝတွင်ဒုက္ခဟုသောကလောင်မီကိုဒုက္ခနှင့်နှပန်းလုံး၍ယူနေရသောအချိန်ကားဖြစ်လေသည်ရန်ကုန်မြို့ပေါ်တွင်ငှက်တက်လက်ပြတ်တက်လက် ဘတ်ကလမ်းချမှာမရှိနိုင်၍စုလီဖျားနှင့်အလုံးကြီးပနိုင်ကိုခြေလင်းတလဲကုန်းချောင်းတလဲရှောင်းနေရသောအချိန်တွင်ကျွန်တော်မိခင်တွင်လည်းဇာတိရက်ရွာ၌မနေ့6ချက်ည6ချက်ထမင်းကိုအလင်မီအောင်မနေ့ချက်နေရသည့်ကာလဖြစ်လေသည်ရင်းနိုင်နိုင်အိမ်မရပိုင်းဆိုင်ကြီးကနာကြီးအချိန်နှင့်မိခင်ကြီးအား လော့ဒန်ကမျက်လှည့်ပြလိုက်ပြီးမှယုံနိုင်စရာမရှိ ရှင်ပြူတော်ကရွှေတိဆောင်ရသည်ကိုပြောရမည်ဆိုရင်ကျွန်တော်ဆက်နှစ်နှစ်သားလောက်ကရှင်ပြူပွဲကြီးချိန်ချိန်ရင်လိုက်ပါသည် အကန်လန်ပွဲလန်မန်းတပ်ပြိတ်သက်ပုံပုံလဲတွင်ကျွန်တော်မိခင်ကစိန်နဂန်ကြီးတဝင်းဝင်းနှင့်သာသနာတာဤကာမကြီးအဖြစ်ပေါ်လွင်ထင်ရှားခဲ့လေသည်အောင်မာလီတပြေညိုဆိုတဲ့ပန်းရံနဲ့ရေချမ်းကိုလောင်းဟု မန်းနဲ့ဝင်းဝါကစီတော်ကြီးရောနေတယ်လို့ကျွန်တော်ကမွေး၍ယောက်ျားကလေးဟုသိရသည့်ချိန်ကစ၍ဤမန်စ조사ခဲ့ရသောသာသနာဒါရဇာသာသနာမွေခမ်းမင်္ဂလာကြီးသည်ယနေ့ပြီးစီအောင်မြင်လေပြီဟုပီတိဖြစ်နေပုံရသည် သာသနာကိုတရာပန္ဒနာဖြစ်ပေါ်သည့်ကြားကလောကီပကသနာမောရကြွားရသည့်ပြုံးကလည်းမိခင်ကြီးနှလုံးကိုလေခွေ့နေခြင်းနေပေလိမ့်မည်မိခင်ကြီးစေနာကိုတော့တင်ပြနိုင်စွမ်းကျွန်တော်မှမရှိပါကိုရင်တင့်ဆက်ဆက်ဖြစ်ခဲ့ရသောကျွန်တော်ရင်မှုကျင့်တို့ကိုတော့ကျွန်တော်ဖော်ပြနိုင်ခဲ့ပါသည်ပွဲဝဲရရအမောမြတ်ချက်ရပို့သောဆုံးကိုဆရာတော်ကြီးပွဲအကြကျွန်တော်စားရဤဒုက္ခလိုမင်းရင်ချက်ရဆွန်းစားပြီးသောအခါမှကျွန်တော်ဤတဏိတာလုပ်ငန်းကိုစပါတော်သည် ဥစွာပထမအကြောင်းဝင်းထဲကတိမ်ထဲသို့သွား၏တိမ်တွင်သို့အကြောင်းကားခွဲတွေကိုအခြားသောကိုရင်ကလေးများနှင့်ပူးပေါင်း၍တွင်သည်ထို့နောက်တိမ်တကားကိုပိတ်၍ကြာပုတ်ကိုစီနှင့်ဆက်ကပြရန်ကစားကြလေတည်းတင်ငန်းဖို့ယူဖာယာကြာပုတ်တွှန်ွှန်မောပန်းတော့ခါချုံးဝင်နေသောတိမ်တွင်ကတမန်တလင်းပေါ်တွင်ခေါ်လီလှိမ့်ကြပြန်လေသည်ညနေနေသားသားလေးမှာတော့အတန်ရှင်းကျယ်ဝင်းသောចောင်းប្រវုံထဲတွင်တန်ခွေအလိမ့်ပြန်ရတာလောက်ပြောကြကောင်းဒီကကိုရင်ဘဝဤထူးခြားခြင်းတစ်ခုပင်ဖြစ်လေသည်နေဝင်ရိုးရီတွင်မိခင်က တန်ဃာကုံလာ၍ကတ်တော်ပြီးလည်ရေကိုအပန်းဖြေတောက်ရပြန်လေညာဥပိုင်းတွင်ကမိခင်ကခွက်၍ပေးတော်ကိတ်မုံများဖြင့်ဝမ်းသမုတ်တရားဦးခင်ကကိုဖြစ်ရသည် တကယ်ဆိုတော့အကြောင်းတိုက်တွင်စီကန်းတေဝိခဲ့သောတာမဏီကောင်းလေးတချို့ပင်ကျွန်တော်နှင့်ပေါင်း၍ကောင်းကောင်းကြီးပြက်စီခဲ့ရလေသည်ကျွန်တော်မိခင်တွင်ကျွန်တော်အားရှင်ပြုရာကျိုးအဖယ်မြနှက်ခဲ့ပါသည်နီးเจ้าနိုင်စရာတော်ကြီးပင်လင်เจ้าမှာတာမို့နာမျက်စီမှိတ်တော်မူရသောဟု၏ ခဏတစ်ဖြုတ်သင်ခန်းစီတာပြောသလိုနေပါစေကွာဟုအထူးအခွင့်ရေးပေးတော်မူသောဆရာတော်ဖျားအားကျွန်တော်မိခင်ကလွန်စွာတရားကြီးညို၍ဒါတဘဝိတုအစုစုတွေเจ้าရပူပင်ဤဒါတောင်မှခொနည်းမပြည့်ခင်ကျွန်တော်အားတနာလကြည့်ဟုမိခင်ကရှင်းလင်းပြန်စီတော်သည်အာကကျွန်တော်ပါသည်ဖျားလက်ထက်ကတိတ်တာသားမတွေတို့များခொနည်းနှစ်သားနှင့် ရဟန္တာတော်ဖြစ်သေးသည်ဟုရင်းဆရာတော်ကြီးကကျွန်တော်ကိုရှင်ပြုစဉ်ကတရားဒေသနာချီးမြှင့်တော်မူခဲ့သည်ဤအကြောင်းများကိုပြန်ပြောင်း၍တတိယစေသောအချိန်ကအစကိုပြန်ကောက်ရမည်ဆိုလျှင်ဇာယေစရာလှုပ်ရှားမည်ဟု ရန်ကုန်သို့ထွက်လာကလေးကဆင်းရဲနေရခြင်းဖြစ်လေ၏ကိုတုခခမရမှာတော့ရန်ကုန်ရောက်ပြီးဇာယေစရာကြီးဖြစ်နေလို့ကျုပ်တို့ကိုမေ့နေပြီလား ခင်ဗျားတို့ကျုပ်တို့ဆောင်ရွက်နေတဲ့ဒေါလဘအသင်းကဒေါလဘရဟန်းခံဖို့အောင်ပါလီပောက်တဲ့မဲထဲမှာခင်ဗျားတယောက်ပါနေပြီအဲ့ဒါကို့မြို့ကိုခဏပြန်ပြီးရဟန်းခံပါလားဗျပြိခရာရောရဟန်းတာရကာရောအစဉ်သင့်ဖြစ်ကုန်ပြီနောက်တစ်ခုကြောင်းထူတာပြောရအောင်မယ်ဒီနေ့လိုသာသနာရေးမှာအောင်မြင်တာမျိုးမကြုံဘူးခဲ့ခြင်းမှာပဲ ဘာဖြစ်လို့လဲဆိုတော့ဆက်တထေဥသာတွန်းကြီးတို့ကအစအားကြဂုံပြိုင်သာသနာဝင်ထမ်းကြမဲ့မြို့မီမြို့ဖမြို့မြန်နှဖုံးတွေရောရုံရာရှိတွေရောဂုံတဲ့ကြီးတွေရောလက်လုံလက်စားခမရတို့ကျွန်တော်တို့ပါဆိုရင်ရဟန်းပေါင်း90လောက်ရှိလိမ့်မယ်အဲ့ဒီထဲမှာစာရေးဆရာကြီးတယောက်နေနဲ့ခမရလည်းပါးစီခြင်းနဲ့ဗျာလာပြအောင်လာခဲ့ပါကျုပ်တို့အားလုံးမျောနေတယ်ဘာထွေး ကျွန်တော်ထံအထက်ပါစာတစောင်ရောက်ခဲ့သည်ကိုဘထွေးဆိုသည်မှာကျွန်တော်ချမ်းသာစင်ရဘွားတဲ့တွင်အမြတ်ခင်မင်းအားပေးနေသောမိကောင်းဆွေကောင်းတူဖြစ်ပါသည်စာရေးစရာပေါက်စာကိုသူများကအထင်မကြီးစေကမူသူကတော့အထင်မသေးပဲသူပိုင်စာပုံနှိပ်တိုက်ကလေးမှနေစဉ်ဧကန်၍ငွေကြီးအထောက်ပံ့ကစာကျွန်တော်ကိုကူညီခဲ့သည်အသင်းပေးမှန်သည်မတာရေးနာရေးအားစာ၍အရက်ဆက်အသင်းအဖွဲ့တီသူကကောမဒီဆိုရင်ကျွန်တော်ကအတွင်ရင်မူထက်တိုင်းငံပကူးစားလုပ်ခဲ့သည်ရကြိုးရွာကြိုးဆိုရင်လည်းသူနှင့်တပူတွဲတွဲ မြို့နယ်များ၏တမရာဟုဆိုရမည်လို့မသိအထက်ပါစာကိုလက်ဝဲရရှိစဉ်ကျွန်တော်ကဲ့သို့သောစာရေးစရာကြီးဒုက္ခမှာမိတ်ဆွေတူအိမ်တွင်ကဲ့ရန်နေရသောအခါသမယခေါင်းကြီးဖြစ်နေ၏မြို့မှအကြောင်းသားကလေးများဖြစ်ကြသောမိတ်ဆွေကြီး၏တောင်းငယ်သမီးငယ်တို့ကိုကျွန်တော်ကမြန်မာစာကျောင်းစာပြတာပင်းကထမင်းနဲ့နှက်ကိုအမှတ်တမဲ့ခြောင်စားနေရဆဲဖြစ်၏ရဟန်းခံပြီးဆိုတော့ရှင်ပြူတော်ကအကြောင်းတွေကိုစဉ်းစားမိခြင်းဖြစ်ပါသည် တန်တာရဝိရဒုက္ခတော်မောဇနထာယဟုကျွန်တော်မိခင်ကငွေကုန်ချခံပြီးရှင်ပြုစဉ်ကကျွန်တော်ဤမပြီးမသားကလေးတဘာဝဆိုခဲ့ရသည်တို့ကိုတရိရလိုက်မိသည်ထို့နောက်ဆက်ကပြပုံများဂွေလိတ်ပုံများကျောင်းနိုင်တာမဏေကလေးများကိုအနိုင်ကျင့်ခဲ့ပုံမုံမျိုးစုံကိုဝိကာလဘောဇနာခဲ့ပုံများထို့ထက်တန်တရာဆိုတာဘာဟု၍ရိတ်ဖန်းတန်ဖန်းမှမသိကျွတ်ချင်လွတ်ချင်တာလဲနတ်တီ ဣမံကာသာဝင်ဟုသင်္ကန်းအပ်သင်္ကန်းပြန်တောင်းဖုံးကြီးနှင့်ပေယူပြုလောကရှင်ပြူတန်းကစားခဲ့သည့်ကို့ဖြစ်မှန်ကိုကို့ပြန်၍မထိတ်မချန်စဉ်းစားကြည့်မိသည်ထိုစဉ်ကရှင်ပြူဖိတ်စာရွှေစလုံးဝင်းဝင်းဝါဝါတို့မှကတေပုံမကတန်တရာကမက်ခင်ဖောင်ကြီးစီးရွယ်ပြီးတိုင်းထွက်ကျင်လာသောတမ္မာဆန္ဒငါမဲသည်ငါကိုမီ၍ညောင်မီကြီးလာကုန်ခံပြီးရင်းနှီးခဲ့သည်ဖြစ်ရာ ညောင်စီလောင်မှာငါအတွက်ကြောင့်ဖြစ်ဖြစ်အကျိုးရခဲ့လိမ့်မည်မဟုတ်ရှင်သာမဏေရောရေပြုမှုစိတ်နေသဘောထားအင့်ဝင်သိက္ခာဟု၍စိုးစင်းများမတီးရှိခဲ့အလဟတာအချီနီဖြစ်ခဲ့လေစွာဤသို့ဖြင့်ရှင်ပြုစင်ကအပြစ်အစာတို့ကိုရဟန်းတို့၏ဝီနီသိက္ခာတို့ဖြင့်ခြေချုပ်ကဲတင်ရန်ကုမျိုးကိုပြန်ခဲ့ရသည်အံပွဲရှိပြာသာသနာဝဲပြက်တီးပြက်ချော် ။တင်ငယ်တော်တာမဏိဖြစ်သူငွေ3လီတာကုန်ခံ၍ပြုခဲ့သောကျွန်တော်မိခင်မှာပပ္ပစီတာဘာဝတော်လဘောဟုနှလုံးရောတဲ့ဘောပါတရာကြီးညွစွာဖြင့်ကျွန်တော်ယဟန်ပြုသည့်အခါတွင်ကပဇင်းအမဖြစ်ကိုထား၍ပရိခရာတပားမျှပင် ကုသိုလ်ပါဝင်နိုင်ခြင်းမရှိရှာပေ။လောကဏ္ဍကဤမြပြည့်ရဲ့ပြုပါပြီပုပ္ပါယုံចောင်းတိုင်ဟူသောအမည်သည်တင်းကျပ်သောဝီနီးတိတ်ခါများဆောင်ရွက်ရာចောင်းကြီးဝိဟာရကိုအထူးပြုနေသည် ဆရာတော်ပြကြည်ပြတ်သားရဲဝင်သောအယူဆများကိုမြို့နေတကာတကာမများကြောက်ရွံ့ယူတည်ချရသည် တကာတရန်ကျောင်းပရဝုံတွင်သို့ဥပုပ်တဲ့အဖြစ်နှင့်ရောက်သွားစေကမူအမြင်မတော်အကြောင်းမတော်လင်အောင်းငောက်ရည်နှင်းပြစ်လေရှိသည်ငဲ့ညာခြင်းအာနာခြင်းမျက်နာလိုက်ခြင်းလောကုချော်ခြင်းတို့ဆိုသည်ကဘာစကားတွေလဲဟုမေးကြည့်ရမလားဖြစ်သည်သူ့ကြောင့်တိုင်ကရန်ဆိုလင် ဒူရင်တစ်ပေါင်းနှစ်ပေါင်းအနည်းဆုံးချင်းမှလက်ခံ၍စာပေပို့ချပေး၏။လွန်ခဲ့သောနှစ်ပေါင်း90ကအချိန်နည်းရဆိုလျှင်တောင်လေလေကားကြီးတစ်ခုထဲနှင့်ပင်ပုပ်ဖာယုံကျောင်းတန်းကြီးကိုရဝေးရန်ကြီးကလာ၍တန့်တော်ချီရှုကြသည်။ကျောင်းတကာကတထေကြီးဥတုဖြစ်သည်။ကျောင်းတွင်းဝယ်ပြားရည်ကန်ထောဘက်ကန်တင်လဲကန်နှမ်းစီကန်များစေဝါလုံငါထားရှိစတုမတူဟုဆိုရသောပြားရည်ထောဘက်တင်လဲနှမ်းစီတို့ကိုကံဖြင့်လှောင်၍လူတန်းသောအစဉ်လာသည်အတော့ကမင်းလက်ထက်ကဖြစ်သည် တနေ့တနားလေနာယောဂါရှိသောရဟန်းတစ်ပါးသည်ထောပံအနေငယ်ဖို့အလူခံထွက်တော်လဲပြီးသည့်နေရာကမှမရပဲရှိသည်ဖြင့်ထိုလေနာယောဂါဖြင့်ရဟန်းတော်မှာပြန်လည်တော်မူရလေသည်ထိုကြောင့်ကိုအာသောကမင်းတရားကြီးကြားသိတော်မူသောအခါငါကဲ့သို့သောသာသနာကိုကြီးညိုသူမင်းအေဂရိရှိပါလဲနှင့်အနေငယ်သောထောပံအလူခံ၍မရ၍ ရန်တော်တစ်ပါးပြန်စည်းရလေသလားဟုဆိုရင်ထိတ်လန့်လေသောကြောင့်မြို့ဤလေးတောင်တွင်အဆိုပါပြားရီထောဘက်တင်လဲနှမ်းစီတို့ဖြင့်ပြည့်အပ်သော လေးခုလေးခုသောကံတို့ကိုပြုစင်၍ရန်တော်များအတွက်စေဝါလုံငါခါခက်သိလူဒန်းလေသည်ယခုပုပ္ပါယုံเจ้าကြီးမှလည်းအာသောကမင်းကြီးလူဒန်းတကဲ့သို့စတုမတူကံများလူဒန်းထား၏ မိဖို့ရေချိုကန်ကုတီတို့မှာလူလှဲအဲ့ရရလာအောင်မွမြတ်တန်ရှင်းခဲ့သည်ယခုခေတ်မျက်မြင်ဥပမာနှင့်နှားရသောယခုခေတ်တမရရုပ်ရှင်ယုံကြည်လောက်ကြည်ကျခန်းနာခဲ့၏ထိုเจ้าနိုင်ကြီးကိုတော့မှမကြမကြဆွံ့၍ပြေခဲ့ဘူးသောဆရာတော်ကြီးသည်လူကုန်တန်များစွာပါဝင်သောကျွန်တော်တို့ရဟန်းတွေပေါင်း90ကျော်တို့ကဖော်ဖော်ရွေရွေမျက်နှာသာပေးခဲ့သည်မဟုတ်ဟိမောင်မစင်းသည်တွေကိုယ်တရာနဲ့ကိုရမ်းပြကြတဲ့ကိစ္စမှာပေါ့စီလို့လို့ចောင်းយုတ်ထုတ်စီအတွက်လေးဆိုသလိုမဖြစ်စင်းနဲ့ ရဟန်းဘွားနဲ့သာသနာဝင်ထမ်းပြီးကုသိုလ်ရှာဖို့လာကြတာသာသနာမှာစိတ်ထမတတ်ရင်ဖွဲ့တဲ့ညစ်တတ်တယ်လူဖြစ်နဲ့အပြစ်လုံရင်ငဲကြီးယုံသာရှိတယ်ရဟန်းဖြစ်နဲ့အပြစ်လုံရင်အလစီဖြစ်ပြီးငဲအိုးမှာကဘာအတင်ချေကန်ထရိုက်ဆွဲထားတယ်လို့ဖြစ်နေတတ်တယ်ဒုံလဘာယဟန်ဒုံလဘာယဟန်နဲ့ခဏခိတရဲ့အကန့်တန်နဲ့ရဟန်းဝိတ္တပုပ်ကိုကိုခေါ်တဲ့ရဲလို့အထင်အမှန်မှားနေကြနဲ့တို့တို့ပြောမယ်လူတကာမလောက်နိုင်တာကိုဖြစ်အောင်လှုပ်လာတဲ့ယဟန်မှုဒုံလဘာယဟန်လို့ခေါ်ကြတာ အများပြားကစီးပွားရေးလူမှုရေးတွေထဲမှာတသက်လုံးနှိမ့်မြုပ်နေကြတာမဟုတ်လားဖရလက်ထက်ကရဲ့အကန့်တန်တဲ့ရဟန်းဝိတာမရှိဘူးတသက်လုံးရည်ရွယ်ကြရတယ်အေးခဏဝိတဲ့ရဟန်းပဲရယ်လို့ဝီနီးသိက္ခာမကင်းကွာရဘူးဝီနီးသိက္ခာမတက်ရင် တက်လျက်နဲ့မရှိရင်ရဟန်းမဟုတ်ဘူးနားလည်ရလားဒါကြောင့်မောင်ပစင်းတို့နေ့စဉ်နေတာရဟန်းဝီနီး229တွယ်သောတိတ်ခါတို့ကိုအချင်းအားဖြင့်တင်ယူကြရမယ်။မတင်တဲ့ယဟန်မရှိရဘူး။ဧည့်သည်လိုတင် ။တင်ပြီးတိလို့ဝီနီကိုစောင့်ထိန်းတဲ့အခါတောင်မှဒါမင်ညာရဟန်းဘွားပဲရာသေးတယ်လို့မှတ်။ဘုရားလိုတော့ကြရဟန်းကိစ္စကိုပြီးစီအောင်ဆောင်ရွက်နိုင်ဖို့လိုသေးတယ်။ရဟန်းကိစ္စဆိုတာကန္နာဒူရာနဲ့ဝိပဒနာဒူရာနှစ်ပါးပဲရှိတယ်။အေးအကျိုးရှိဖို့လုပ်ရင်အကျိုးရှိမှကောင်းတယ်။မင်းတို့ရထက်ရာထဲမှာလူကြီးလူကောင်လှုပ်လာခဲ့ကြတာနားဝေမယ်မထင်ပါဘူးဟုတ်လား။ဖုံကြောင့်ကန်ကြောင့်ကျောင်းသူလာကက်သောဆွန်းကိုစားနိုင်တယ်လို့ဖုရားကခွင့်ပြုခဲ့တယ်။ဒါပေမဲ့တလုံးမြင်းကောင်းကိုမိပြုရရတဲ့ဆွန်းကပိုး၍မြင့်မြတ်တယ်လို့ ဘုရားကချီးမွမ်းတော်မူတယ်။မင်းတို့တရွေကိုပွဲကြီးလမ်းကြီးနဲ့ရဟန်းပေါင်တုတ်သွင်းခဲ့ကြတာ။စွန့်ပင့်ကျွေးမဲ့ဒါရိုက်ကစွန့်ပုတ်ပေးမဲ့ဒါရိုက်ကများခြင်းများမှာပဲ။ဟွန်းစွန့်ကိုလွယ်လွယ်ရလို့လွယ်လွယ်စားတာတဲ့ရွာစင်မှာခံယူရတဲ့စွန့်ကိုတန်ဖိုးထားကြ။အေးနောက်ဆုံးစကားမောင်ပစင်းများကို မှားထားမယ်။အဖဘုရားသာသနာမှာဘုရားသာတော်ရဟန်းရဲ့လို့လောက်ကြရင်အဖကဘုရားဒါရိုက်ကတကအယတမမဖြစ်ကြစေနဲ့။တာကီဝင်မျိုးက တခို့လူယုံမှာမဖြစ်ကြစေနဲ့ကြက်ကြက်တတိထဆရာတော်ဘုရားဤပြတ်သားသောအာရာအဝဲဒေါသကြီးခဲ့သောဆက်ပိုင်းရှင်ကြီးသည်၎င်းမာနာကြီးသည်ဟုပြောခံရသောမိတော်ရရှိနေကြီးသည်၎င်းလောဘယမက် ရှမ်းရှမ်းတောက်ခဲ့သောကုန်းတဲ့ကြီးသည်၎င်းသူတို့ကအစပဇင်းတိတော်တော်များများသည်တာမနတာရုပလက်စီပေဒလတိတ်ခါကာမဖြစ်ခဲ့ကြသည်ဒူရင်73မနက်ကကိုတက်နိုင်သောတီစီရိတ်ဒူရင် ပိန်နဘတ်ဒူရင်ဧကာတနိတ်ဒူရင် ပရပိုင်းတူတင်ရုပ်ကမှုတူတင်စသဖြင့်တိတိဆောက်တည်ကြနေသည်ရန်နာရန်နာကြည်နင်းသောမျက်နှာနှိမ့်ချသောစိတ်ထားတိမ်မွေသောအမူအရာများဖြင့်ဒုက္ခတူနှစ်လိုကြီးညိုပွဲဖြစ်မြင်ကြရသည်ကျောင်းကြီးတွင်ဝယ်နေနေညညအကြတန်ကြားရမလောက်တိတ်ဆိတ်ငြိမ်သက်နေကြသည်ဆရာတော်ဖျားကိုယ်တိုင်စွန့်ခံဝေတည်မြဲသောကြောင့်ကျောင်းရှိတန်ကနေတော်လဘရန်များစီတန်း၍စွန့်ခံရာတွင်တရက်ကွယ်သင်ငန်းရောင်လွှမ်းနေသည်ဖြင့်ဘုရားလက်ထက်ကရာဇဂျူဆိုရာ လိုပဲနေနိုင်မယ်ထင်ပါရဲ့ဟူကြီးညိုစွာတွေးမိကြသည်စွန်စွန်ဟင်ခဲွယ်ပေါ်စင်တို့ကလက်တွန်းလဲ6စီးလောက်နဲ့နောက်ကလာ၍တိမ်ရသည်မြို့ဤရက်ွက်တိုင်းစွန်းလောင်းကြသူများမှာတောင်းတောင်းဖြားဖြားဥက္ကောရီယာဖြစ်နေကြသည်တနေ့သောစွန်းခန့်ချိန်ဝယ်ကျွန်တော်မိခင်ကြီးနေသောအိမ်သို့မျက်လာပင့်၍ဝင့်ကြည့်လိုက်မိသည်မိခင်ကြီးသည်အိမ်တကားပြင်ပကကြုံကြုံထား၍ရှုမြော်နေပုံမှာကျွန်တော်အသေးဝယ်နာကြည့်စွာခန်းစားလိုက်ရ၏ရှေးကာကဆိုရင်တန်ခါကုံစွန်းလောင်း၍ အပေါင်းသောမိတ်ဆွေတို့လည်းဝဲသူသားအတွက်သူကုံထဲလိုက်မိဖြစ်ချင်းယခုကာကသားတစ်ပါးတည်းကိုသာစွန့်ကွက်၍လောင်ရမီးလက်အခက်တန်ဃာကုံပါရီယာကျော်အတွက်လည်းစီးပွားရေးအခက်ကြောင့်မတန်နိုင်လူများလောင်လူကြသည်ကိုသာယဉ်ထုမနာဝန်တာဝန်နဲ့မျက်ရည်လည်းရွေးနေငေးမြော်အားကြနေပုံမျိုးရှိလေသည်ညီညောင်ကြီးသည် ကျွန်တော်အသက်တနည်းအားဝယ်နာကျင်စွာစွဝင်မိလေပြီ ဒူတင်ကျင့်စဉ်တွင်တော်၎င်းတရားထိုင်စဉ်တွင်တော်၎င်းမိခင်ကြီးငေးမြော်နေသောမျက်နှာပုံပန်းသည်ကျွန်တော်စိတ်ကိုတုံ့လုံချောက်ချနေစေတော့ဤဖြောက်ရမရဖယ်ရမရလူနှင့်အရေးပမာ ရှိနေလေသည် ပြောတပြုံပြုံတီး၍ရှင်ပြုမင်္ဂလာကြီးလောက်ခဲ့စဉ်ကတက်ကြွားကြွားကြွားရှင်ခဲ့ရသောမိခင်ကြီးမျက်နှာထားကိုလည်းမှတ်မိနေ၏ယခုပဇင်းဘွားတွင်ညှိုးလျစွာမျှောကြည့်နေသောမိခင်ကြီးမျက်နှာကိုလည်းမှတ်မိနေသည်စွန်းစားချရာဝဲဆရာတော်ကြီးဩဝါဒတိုင်းပြည့်စက်ဝခန္ဓာတင်း၍ တတိရှင်ပြီးစားကြလေရှိရာဇွန်တန်ပကံတန်းကအစစိတ်ငြိမ်လျက်ရှိဤဇွန်ဝဲများမှာဖွဲရပြည့်စုံလာသောဟင်းကျွေးဟင်းလျာများဖြင့်ပြည့်နှံ့နေသည်ဇွန်ဝဲများကိုကြည့်ရင်ချုံငယ်စွာပြည့်စလွယ်စားနေရမည်ဖြစ်သောမိခင်ကြီးအားသွား၍တတိယလာ၏ယခုငါစားနေရသောဇွန်ကိုငါမိခင်အားကျွေးလိုက်ရလျှင် ဤတွေးဝင်လာသည်နှင့်တပြိုင်တည်းထက်ချက်သိမ်းမွေးညင်းတွေပါထသွားတော်သည်ကျွန်တော်ကိုကိုလေးလက်ဝင်ရှိစဉ်ကမြေငယ်ယူမှုကြောင့်ကျွန်တော်ဖခင်နှင့်ကွဲကွာခဲ့သောမိခင်သည်မိမသားတံမဲတယောက်ထဲကောင်းဆောင်၍စီးပွားဖြစ်အောင်ရှာဝေခဲ့သည်ထိုချင်းကလောကနေသည်မိခင်အားလှုပ်အားပေးခံဟန်တူသည်ကံရှိသည်ဖြင့်ဉာဏ်ရှိတိုင်းအောင်မြင်ခဲ့သည်ကြီးပွားခဲ့သည်ပြည့်စည်သည့်ဒီရလာတိုးတက်လာခဲ့၏အလောက်ကံကြံဖန်အပေါလန်တဲ့ပြီးဆိုလျှင်အကျိုးပြုမိမိတ်ဆွေဟောင်းတွေပါပန်ဝင်ခြင်းမှာခြေရာထက်ခဲ့ကြသည် ချိုကလာတင်းမာမာလူပြီးတော့ကျွန်တော်ရောက်ခဲ့ခြင်းဖြစ်သည်ငါသားကတိုက်ဖွားခွေဒါကြောင့်ငါမှစီးပွားဖြစ်တာမိခင်မိတာသည်သူ့ချွေးနှင့်ရင်းရွေရခဲ့သောစီစဉ်ဥစ္စာတော်မှကျွန်တော်ကြောင့်ရသလိုကျွန်တော်ကပဲအကျိုးပြုပေးသလိုတင်စား၍ခြင်းညာလိုက်သည်သည်ကျွန်တော်လူမန်းသူမန်းတည်တော်ခြင်းတွင်ကျွန်တော်ဖခင်ကလည်းသူ့ဤနောက်အိမ်တော်နှင့်သားနှစ်ယောက်ထွန်းပေါက်ခဲ့သည်မိဘတိုင်းသားသမီးကိုချစ်သည်ဟုဆိုရ၌ကျွန်တော်၏မိခင်ကကျွန်တော်အားချစ်ပုံခြင်းနှင့်တူခြင်းမှတူမည်ထင်ပါသည်အကြောင်းကား မိခင်ကကျွန်တော်အားမိခင်မေတ္တာပေါ်ဝဲဖခင်နဲ့တာချင်းဂုံတူကိုများချစ်ပြတော့လူလိုက်မှုတွေကမီးဆောင်ထားလိုက်ခြင်းကြောင့်ဖြစ်သည်သူကိုယ်တိုင်ချစ်ယုံနေအားမရသည်ဘေးကဆွေမျိုးမိတ်ဒီကပေါင်းတင်းကပါအရေးတူပြုမှခြင်းနဲ့သည်ဤမြကျွန်တော်အလိုကိုလိုက်ခဲ့တော့မိခင်အလိုကိုကျွန်တော်လိုက်နာခဲ့ပါသလားအရာရှိမင်းမူရန်ဖြစ်စေတဲ့သောမိခင်ဆန္ဒကိုစာရေးဆရာရောင်ရောင်ဖြစ်နေဆန့်ကျင်လာသည်။သဘောမတူသောမိန်းကလေးကိုခိုးပြေ၍ရကမအိမ်တွင်ပြောင်းနေခဲ့သည်။ ကံအားလျော်စွာ ဝင်ငွေရသောအခိုက်အတန့်တွင်ကယောက်ကမနှင့်မယတာမျက်နာရအောင် လောကုတ်လုပ်ခဲ့သည်ဂုဏီညာဝါ၍မိုက်မခဲ့သောကံသည် လောကံဖြစ်ဖြင့်ထိုချိန်ကစ၍မိခင်ကြီးအားနှိပ်စက်ခဲ့သည်ကံမရှိဉာဏ်ရှိတိုင်းမွေးခဲ့ရသည်သို့သောမိခင်က ဖခင်ကစာမိသူကိုမှလက်ဖြန့်၍မခံလောကံကိုကြံ့ကြံ့ခံနိုင်အောင်တိုက်နေပုံရသည် ယနေ့ဖို့ဓမီရလိုက်တာဖြစ်နေရလာတဲ့ဒီစုမျိုးငါကြွေးလိုက်ရရင်ငါဖို့အမှုမြတ်ဆုံးဖြစ်မှာပဲညာဥပိုင်းတွင်တန်ခါကုံဘုရားဝဲပြုပြီးသည့်နောက်ဆရာတော်ကဩဝါဒပေးလေရှိသည်ရဲတင်များ၏အရှောင်မေးကိုလက်ခံ၏ကောက်ကုတ်စာများကိုဖြည့်ရှင်းပေးသည်စစ်စေးမေးမြန်းစရာရှိလင်းလဲဆရာတော်ကစစ်စေးတော်မူသည်ကျွန်တော်သည်ထိုနေ့ညကတန်ခါအစည်းအဝေးတွင် တုံ့လုသောကိုစွန့်ထစ်သောစကားဖြင့်မိခင်အားမိမိခံ၍ရအပ်သောစွန့်ကိုကြွေးခွင့်ရှိမရှိ ဆရာတော်အားဦးတိုင်လျှောက်ထား၍မေးမိသည်ဒူးစန်းဖြစ်သောကျွန်တော်ပြဒနာသည်ကျဲဝင်းခန္ဓာတော်ဘုရားဆောင်ကြီးတွင်ဝယ်ရုတ်တရက်လုံးဝတိတ်ဆိတ်သွားသည်ကန္နာကုတီတိုက်တွင်မှဘုရားစီမီများနှင့်ရွှေရောင်မီးရောင်တန်ဃာတော်တို့၏တင်ငန်းရောင်တို့မှထိန်ထိန်ကြီးကြီးရှိနေလေသည်ဆရာတော်ကချောင်းတစ်ချက်ဟန့်လိုက်ပြီးမှပင်တန်ဝင်းကျင်၌ပဲ့တင်ထပ်သွားလေတော်သည်ဒီထဲကမောင်ပစင်းတွင်မိပါရှိကြတာဘဏ္ဍပပါကြတဲ့တော့ရဲတော်များကမရှောင်ဝင် ရှောင်ဝင်ရှိနေကြ၏ မိဘကိုစွန့်ကြွေးလိုတဲ့စေတနာတာဓုခေါ်ကြကောင်းနေကျွန်တော်အာညွန့်၍ဒီမောင်မစင်စာရေးစရာပီတာတကွယ်ဆရာတော်ကကျွန်တော်အာချီးမွန်းသည်ဟုထင်ရစေကမူကျွန်တော်စိတ်မှာတော့မိခင်ကြီးနှင့်ကင်းကွာစွာနေခဲ့သည်။အပြစ်တို့ကိုပြန်၍စဉ်းစားရင်းကြေကွဲစွာခံစားနေရသည်ဆရာတော်ကကျွန်တော်စကားနှင့်စာချီး၍ဘုရားလက်ထက်ကပင်မိဘကိုရမ်းပွားနှင့်လှုပ်ကြွေးခွင့်ပြုကြောင်းဝိထုတုတ်တံများဖြင့်အကျယ်တဝင့်ဟောပြောနေပါတော့လေကျွန်တော်ယင်ထဲမှာကတက်လက်လက်နှင့်မိမောနေသလိုရှိ၏ အချိန်မီများကြာသွားသည်မသိတရားနာတန်ခါကုံဤသာဓုခေါ်တန်ကြီးသုံးခုကကျွန်တော်အားတက်လန့်လိုက်သောအခါဝဲကျွန်တော်မျက်ရည်များသည်တင်ငန်းပေါ်သို့တပားပေါ်ကျဆင်းလျက်ရှိကြောင်းသတိပြုမိပါသည်နောက်တနေ့ဆွေငံထွက်ရပြီဆိုကြတဲ့ကခြေလမ်းနှင့်အမျကျွန်တော်ရင်ထဲမှာတတိုင်းတိုင်းဆောင်လျက်ရှိရင်တွင်းကလှုပ်ရှားမှုမှခြေပြလက်ပြသည်သွေးတိုးနေကြသည်ဒေဝစင်လိုက်ဆွေငံကြရာ အစဉ်သဖြင့်ကျောင်းပရဝုံထိအစဉ်မပြတ်ပဲလိုက်ပါပြီးမှမိခင်ကြီးရှိရာသို့ကျွန်တော်တပါးတည်းခွဲထွက်ရမည်ဖြစ်လျာကျွန်တော်သွားကန်ဤတွင်ခြားသောရဟန်းများကပါကုသိုလ်ပါဝင်ပြစေဆိုပြီးလူဝဲတန်းရန်များကိုလူတန်းလိုက်ကြပါသေးသည်ဇာကောင်းတောက်ပွဲများမှာကျွန်တော်ဤတပိနေမဆန်သောကြောင့်ကျောင်းသားသူငယ်တယောက်နောက်မှခြေနောက်တစ်ခုနှင့်လိုက်ခဲ့ရပြန်သည်တလန်းလုံးကျွန်တော်ဤစိတ်မှာတော်လုံးမှုပြင်းထန်တဲ့ပြင်းထန်လာလေတကယ်စွန်စားမှုကြီးတစ်ခုနှင့်ရင်ဆိုင်ရတော်မူခဲ့သူရှိနေသည်အမေပါပြောမည်နီး အဘယ်သဘောရှိမည်နည်းဝမ်းပန်းတသာရှိမည်လားဝမ်းထဲကြည်ခွဲနေမည်လားတကယ်ဆိုတော့မိခင်ကြီး၌ဥလိုက်သေးလိုက်ဝမ်းပန်းတနေဖြစ်တော်မူမှာကျွန်တော်ဖို့တန်လျာဖြင့်တွေးဟဖြစ်စရာမလိုပါဒါဖြင့်မိခင်ကြီးစိတ်ချမ်းသာမှုမရှိနိုင်သောအမှုကိုငါပြု၍တော်ပါမည်လားဟုသောကျွန်တော်ခြေလမ်းများကမသိမသာဆုံနှင့်သွားပါသည်သို့သော ထိုချိန်တွင်အိမ်ပေါ်မှကျွန်တော်မိခင်ဝမ်းသာစွာစီးကျူလိုက်သောမျက်နှာနှင့်မျက်နှာချင်းဆိုင်လိုက်ရပါပြီ။မောင်ပစင်းမြင်လာရတော့ငယ်ငယ်ကရှင်ပြူတော့က ညကစားရအောင်မုတ်တွေလာပေးတာမှတ်ရသေးတယ်။ကူရောညညထမင်းမစားဘူးလားဟုရှီဟောင်းနှောင်းဖြစ်ကိုရဲသွန်းသွေးလိုက်ရှာသေးသည်။သို့သောကျွန်တော်၏အိမ်ကြီးကသူ့အားတန့်သွားစေပေသည်။ဒကာမကြီးဥပဇင်းစီကတီလာယူပါလား။ဒီနေ့ဥပုံနေမို့လား။တီလာဆိုတာဘဲနဲ့ယူယူရတာပဲမုံလားဒကာမကြီး။ယူဆိုလဲယူရတာပေါ့ဗျာ။ရှင်ပါတီလာပေးပြီးမှကျွန်တော်ကတီနေအောင်အတန်ကိုထင်း၍ကဲ။ ဒကမကြီးခုဆိုရင်ဒကမကြီးမှာရှစ်ပသီလတည်မြဲနေပြီဥပစင်းမှာလည်းရန်တို့ရဲ့သီလပြေဝါရှိတယ်လို့ယုံကြည်နေလျက်ပဲဖြစ်တယ်။နောက်တစ်ခုပြောရမယ်ဆိုရင်ဟောရီတပိတ်ထဲကစွန့်နေဟာလဲဥပစင်းဖို့ဓမိယလက်ဒအမောအမျက်အတန်ရှင်းဆုံးတော်လက်လာပါပစ္စည်းဖြစ်နေတယ်ဒါကြောင့်ဒကမကြီးကိုဥပစင်းစွန့်ကျွေးလိုတဲ့အတွက်လာပို့တာပဲ။ကျွန်တော်ကဆက်ခုံတွင်ချပြပြောတော့ကမိခင်ကြီးမှာကျွန်တော်ကိုစူးစူးဆိုင်ဆိုင် ြည်နေရကမျက်ရည်တတွေတွေကျလာပါတော့သည်ကျွန်တော်ကညီငယ်ညီမငယ်လေးများကိုစွန့်ဝဲအလဲခန်းလိုက်ရ၏မိခင်ကြီးရိုက်တမ်းမှာတပြေးပြေးကြံရွေလာသည်ပြီးတော့မှမျက်ရည်ကိုပကုံးပေါ်ကတပတ်နှင့်တောက်၍နာကြီးလိုက်လဲစွာဖြင့်ရှင်ပြားကသူတော်ကောင်းတို့ရဲ့လမ်းစဉ်တိုင်းမိခင်ကိုစွန့်ကြွေးတယ်ဆိုတာကျင်းနေစရာလိုထင်လာခဲ့သလားတပိတော်မှဖို့တော့ဝိမသာနိုင်တဲ့အပြင်အဲကွဲတော်မတက်ခံလိုက်ရတယ်ဆိုတာရှင်ပြတိကျင်းမှတိလိမ့်မယ် ဥပစင်တို့ကိုစွန့်မလောင်းနိုင်တာကိုမှအတော်ယူကျုံမရဖြစ်နေရတဲ့အထက်အခုလိုရှင်ပြကရထက်ရွာတွေကခန့်လာတဲ့စွန့်ကိုတပိတော်မှလာကြွေးတာဟာတပိတော်မှစိတ်နှင်းစေတာနဲ့အတူတူပဲလို့မှတ်လိုက်ပါဥပစင်ဟွန်းဟိုအရင်တော့ငါလိုတပည့်တော်မှမှပစ္စည်းပစ္စည်းကျွဲဝချမ်းသာနေတော့ဆိုရင်အခုရှင်ပြပေးတဲ့တပိတ်တလုံးကိုထန့်ထန့်ပြီးကျုပ်သားဟန်းကမွေးကျေးဇူးဆက်ရအောင်စွန့်ခံကြွေးတော်လို့လန့်လေကောင်မှတောင်ကြွပြလိုက်ချင်ပါသေးရဲ့ခုတော့ ခုတော့ကျွန်တော်မမိခင်ကြီးရှာရွေရှာရွေငိုနေသည့်အတန်ကြားဝယ်တတိကပ်၍ဝေဒနာလိုက်နေရပါသည်အဲလေခုနေတခါတော့ရှိပါစေတော့နောက်နာကိုမြေပေါက်ကြည့်ငယ်နဲ့စရမယ်ထမင်းတနတ်ကိုဘယ်တော့မှ လာမကြွေးခြင်းမနဲ့တော့ဥပစင်ရဲ့ကဲကြွပြီးတော့ကြွပြီးတော့ကျွန်တော်ဒီဟာလာဟင်းလင်းဖြစ်တော်တပိတ်ကိုပ၍မိခင်ကြီးမြန်မာမှာတုံးလုံးခြောက်ချားစွာလှမ်းထွက်ခရပါသည် အမေစရသောထမင်းတနတ်ကိုကြောက်ရွံ့တွေးလာခဲ့မိသည် အကုတုလာကုတုလာဝန်တာရမီလာဝန်နေရမီလာနောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျွန်မတူတာပါ